သမိုင်းအခြေထိမ်းမှန်းမှကြိုဆိုပါရစေ။ဒီနေရာမှာမြန်မာကနေကမ္ဘာအထိသမိုင်းရဲ့ဖုံးကွယ်နေတဲ့ပုံမြင်တွေကိုကျွန်တော်တို့ပြပြသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ကို live လုပ်ထားပြီးတော့သမိုင်းတွေကအကြောင်းအရာတွေကို အတူတကွလေ့လာကြရအောင်။အထိမ်းအမှတ်အဆောက်အအုံတိုင်းမှာပုံမြင်တစ်ပုတ်စီရှိကြပါတယ်။ဒါပေမဲ့ပုံပြင်တချို့ကတော့ဒန်ဒါရီနဲ့သမိုင်းကြားမှာရှင်သန်နေကြပါတယ်။ဒီနေ့ပြောမှာကတော့ရွှေဒဂုံဖျားအကြောင်းဖြစ်ပါတယ်။ ဒန်နာရီအရာလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်မှာမြန်မာပြည်ကကုန်တယ်ညီနောင်နှစ်ဦးဟာဖျားရှင်ကိုတော်တိုင်နဲ့တွေ့ဆုံခဲ့ကြပါတယ်။သူတို့ဟာဖျားရှင်စီကစံတော်မြတ်ရှိစုကိုရရှိခဲ့ပြီးရန်ကုန်ကတင်ကုဒ္ဒရာကုန်းတော်ကိုပင့်ဆောင်လာခဲ့ကြပါတယ်။အဲ့ဒီနေရာမှာဓာတ်တော်တွေကိုကာကွယ်ထိန်းသိမ်းဖို့အတွက်ပထမဆုံးသောရွှေဒဂုံစီရီတော်ကိုတည်ထားခဲ့ပါတယ်။ဒါကြောင့်ရွှေဒဂုံဟာကဘာပေါ်ကအရှိအကျဆုံးဗုဒ္ဓဘာသာနေရာတွေထဲကတစ်ခုဖြစ်လာစေတာပါ။ ဒါပေမဲ့တမိုင်းပညာရှင်တွေကတော့မိကုံးထုတ်စရာတွေရှိနေတယ်လို့ဆိုပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2500ကရွှေတကုံဖျားတကယ်တည်ရှိခဲ့တယ်ဆိုတဲ့ခိုင်လုံတဲ့အထောက်အထားကနေပါနေပါတယ်။တမိုင်းပညာရှင်ဒေါက်တာတန်းထွန်းလိုပညာရှင်အများအပြားကတော့ရွှေတကုံရဲ့အစောဆုံးတည်ဆောက်မှုဟာခရစ်နှစ်900စုနဲ့17ရာစုကြားမှာဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။ ရွှေကုံအချောင်းကို ပထမဆုံးခိုင်မာတဲ့မှတ်တမ်းတွေကတော့14ရာစုလောက်ရောက်မှသာပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ငလျင်တန်ကျူးကျော်မှုတွေနဲ့ပြန်လည်ပြုပြင်မှုတွေကြားကနေရွှေကုံဖျားဟာအကျိန်ပေါင်းများစွာမြင့်မားလာခဲ့ပါတယ်။တစ်ကျိန်ထက်တစ်ကျိန်ပိုပြီးတော့ခမ်းနားလာတယ်။ပိုပြီးတော့အချိန်အဝါတွေတူတူလာပါတယ်။ဒါဆိုရင်ရွှေကုံဖျားဟာတကယ်ပဲနှစ်ပေါင်း2500တက်တန်းရှိနေတာလား။ဒါမှမဟုတ်ဒန်ဒါရီယုံကြည်မှုနဲ့တမိုင်းပေါက်ဆက်ထားတဲ့ လူညာလက်ရာတခုလားသင်တို့ကဘာကိုယုံကြည်ပါသလဲ